ကိုဝင်စားစိမ်မှာမိခင်ကျမ်းမာမှာဗိုက်ထရပီပီလေးရတဲ့ကျမ်းမာမှာကအခုလိုမျိုးယောဂဘိုးတွေပြန့်နှံ့နေတဲ့အချိန်မှာကိုခံအကောင်းမှုကလည်းအရေးကြီးနေတာဆိုတော့ကိုဝင်ဆောင်နေရတဲ့လေဒီလေးတွေအနေနဲ့ကိုခံအကောင်းစားတော့ဖို့လိုပါတယ်ဒီတော့ကိုဝင်ဆောင်မိမိလေးကိုခံအကောင်းစေဖို့အတွက်ဘာတွေစားပေးရမလဲဆိုတာဒီဗီဒီယိုလေးထဲမှာကြည့်လိုက်ပါနော်ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်လို့ရတယ်ရင် subscribe လုပ်ပြီးတော့ဗီနာလူဒီပဲလို့လည်းဖိတ်ပေးပါအောင်ရှင် စာမေမေရဲ့အနေနဲ့ဘေဘီလေးကိုမထိခိုက်စေဘဲနဲ့ကိုခါအကောင်လို့ဘာရီစားတော့မလဲဆိုရင်တော့ပထမတစ်မျိုးကတော့ကျွတ်တုံဖြူပဲဖြစ်ပါတယ်။ကျွတ်တုံဖြူကဗတ်ဒီးရီးယားတွေကိုတည်စေနိုင်ပြီးတော့အေးမီတုတ်ခွေးမဖြစ်စေဖို့ကောက်ွယ်ပေးပါတယ်။ကိုဝင်စားချိန်မှာမှုဘိုးကူးဆက်ခံရတာနဲ့နှာဆေးချောင်းဆိုးတာကစားလို့အမျိုးမျိုးသောကျန်းမာရေးပြဿနာတွေကိုမဖြစ်စေဖို့အတွက်အကောင်းဆုံးကောက်ွယ်ပေးနိုင်ပါတယ်။အရေးပြားပြဿနာကင်းစေပြီးတော့ကိုခါအကောင်လည်းအထူးရောက်ဆောင်အဖေပေးနိုင်ပါတယ်ရှင်။ကိုဝင်စားချိန်မှာရှင်ပူတာပုံမဆိုးစေဖို့အတွက် ိမ့်ချတဲ့အခါထဲလက်ပမာဏလောက်ပဲစားပေးပါ။ဒါတမျိုးကတော့နှုတ်ပဲဖြစ်ပါတယ်။ ကယ်ဆီယမ်ကျော်ရသလိုပရိုတင်းပါဝင်မှုမနေတဲ့နှုတ်ကလည်းမိမိရောဘေဘီလေးကိုပါကျန်းမာသက်ဆွမ်းစေဖို့အများကြီးအားဖြည့်ပေးနိုင်ပါတယ်။ကိုဝင်စားချိန်မှာတနည်းကိုနှုတ်တစ်ခွပုံမှန်တောက်သုံးပေးတာကမိမိကိုကိုကအားကောင်းစေပြီးတော့ဗိုက်ထရာခလေးလေးကိုလည်းအကားဆုံးကြီးထွားဖွံ့ဖြိုးစေမှာပါ။ကိုဝင်ဆောင်မိမိကကိုအလေးချိန်များနေမယ်ဆိုရင်တော့အစီထုတ်ထားတဲ့နှုတ်ဝဲတောက်ပေးပါနော်။နောက်တစ်ချက်ကတော့ကီဝီသီးပါ။ကီဝီသီးကစားလိုက်ရင်ချူချူချင်ချင်လေးနဲ့အရသာရှိရကြောင့်ကိုဝင်စားချိန်မှာပြုတ်အာဏာတွေကိုတတ်တာဆင်းနိုင်ပါတယ်။ဗီတာမင်စီကျော်ရစွာ ပါဝင်နေမှုကကိုခံအောင်အကောင်းဆုံးအဖြစ်ပေးနိုင်ပါတယ်။ဒါကြောင့်ကိုဝင်စားခြင်းမှာကိုခံအောင်ကောင်းစေခြင်းလေဆိုရင်တော့ KVD စားပြီးဖို့လိုအပ်ပါတယ်ရှင်။နောက်တစ်မျိုးကတော့လက်ဖက်စင်ရည်နွေးခြင်းပါ။လက်ဖက်စင်ရည်နွေးခြင်းကဒလိုဆက်ရည်ပစ္စည်းကျွဲဝါတာကြောင့်ကိုခံအောင်စေဖို့အဖြစ်ပေးနိုင်ပါတယ်။အချို့ပါရတော့ဆရာတွေကမိခင်ရောခလေးကျမ်းမာရည်ကိုပါထိခိုက်စေနိုင်ပါတယ်။ ။ဒါကြောင့်ကိုယ်ရဲ့စာချိန်မှာကိုယ်ခံအားကောင်းစေဖို့အတွက်အကောင်းဆုံးတောင်းဆရာတစ်ခုကတော့လက်ပတ်စင်ရေးမိချမ်းပါနော်။တခုတတိထားမှာကလက်ပတ်စင်ရေးလေးချမ်းမှာကဖင်းပါလိုက်တာကြောင့်အကန့်အသတ်နဲ့ပဲတောက်ဖို့လိုအပ်ပါရဲ့။သမင်းစားချိန်နဲ့ကတ်တောက်တာဆေးရည်နဲ့တွဲတောက်တာကိုရှောင်ပေးပါနော်။နောက်တစ်မျိုးကတော့ကစုံဥပါ။ကစုံဥမှာကိုယ်ခံအားကိုအားဖြည့်ပေးနိုင်တဲ့ဗီတာမင် A ပါဝင်နေပါရဲ့။မိမိကိုကျန်းမာစေသလိုဘေဘီလေးရဲ့အမြင်အာရုံဖိပျို့စေဖို့လည်းအကောင်းဆုံးအားဖြည့်ပေးနိုင်ပါရဲ့။ အဲ့ဒါမျိုးကတော့အခွန်မာသီးပါအခွန်မာသီးရဖြစ်ကြတဲ့အမန်စီတခြားသီးတို့မှာဆိုရင်ကျန်းမာရေးအတွက်အကျိုးပြုတဲ့အစီအရာပါဝင်နေတာကြောင့်ကိုခံကောင်းစေနိုင်တယ်လို့စိတ်ကစားမှုကောင်းစေဖို့လည်းအထောက်ပံ့ပေးပါတယ် ။ဒါသမီးကတော့ချက်စုပ်ပြုတ်သွားနော်။အစီမပါတဲ့ချက်သားကိုစုပ်ပြုတ်လုပ်ပြီးတောက်ပေးတာကကိုခံအကောင်းစီရဲဆိုတာအထွေထူးမပြောလဲသိမိသားဖြစ်မှာပါ။ပရိုတင်းချက်သွားတာကြောင့်ကိုခံအအကောင်းဆုံးအဖြစ်ပေးနိုင်ပါတယ်။စုပ်ပြုတ်တယ်မကပဲအသားကိုပါစားပေးပါနော်။ဒါမှအာဟာရပြည့်ဝပြီးတော့အပင်မီလေးကိုအကောင်းဆုံးချီထွားပြပြုစီမှာပါ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါဘောနော်။